တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမစ် channel ကနေမှတဖန်ပြန်လေးပြည့်ကျူဆိုပါရယ်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ကျတို့အောင်ပွဲတည်ရင်နဲ့အရင်စမယ်နော်တနင်းတာဒီတိုင်းပလောမြို့နယ်ကျောက်ကကျေးရွာမှာရှိတဲ့စစ်ခွေးတွေရဲ့လက်အောက်ခံဘျူဆိုးသီးစခန်းကိုပူပေါတော်လာရေးဒီဘက်ကနေမှမနေ့ကမနေ့9နာရီဝန်းကျင်လောက်မှာဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာ ခွေးသုံးကောင်တည်သွားတယ်တနတ်ငါးလည်းရရှိခဲ့တယ်။ကြံတဲ့ခွေးတွေတော့တည်ရဲ့အတိုင်းပဲမာရတွန်တပ်ဖွဲ့ဆိုတော့နော်ခွေးပြေဝပြေပြေးသွားတယ်ဆိုတော့တည်ရတယ်။ပြီးရရှင်နောက်သတင်းတပုတ်အနေနဲ့ကတော့မန္တလေးတိုင်းပျော်ပွင့်မြို့နယ်ညောင်ကုန်းရေစခန်းနီနာမှာစက်ကြီးကောက်နေတဲ့စစ်ခွေးတွေကိုဂျွန်လ26ရက်နေ့တော့အောက်ဆန်လက်နမောက်ကနေမှဝေရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာအရာခံဘူအပါဝင်ခွေးလက်ကောင် နေရာမှာတင်ပွဲချင်းပြီးတည်သွားတယ်။ ပြေလို့ရှိရင် view တကောင်းရယ်စစ်ခွေးတကောင်းရယ်ကတော့တည့်ရတိုင်းပဲခွေးပြုတ်ပွက်ပြေးပြေးသွားတယ်ဆိုတော့အခုကျွန်မနဘေးနမတင်ထားတဲ့ဒီအရာခံဘူကလေဟဲ့တော်လာရေးနဲ့လက်ချက်နဲ့မတာပေါ်သွားတာရုပ်ပြက်စင်ပြက်ပဲကောင်းထဲကမရှိတဲ့အုံနောက်တွေအကုန်ထွက်ကုန်သွားတာမိမတီရှိလို့ရှင်တော့ဘပြောချင်တော့ဘနင်တို့ယောက်ျားနေတည်တဲ့ပုံစံလေးတွေကိုလည်းမောင်ပုံထဲမှာထည့်ထားပြီးမှနင်တို့ရဲ့သားသမီးတို့ပြကြည့်ဘလို့များပြောမလဲလို့နော် ျတို့နောက်တင်းတပုတ်အနေနဲ့ကတော့အခုကျတို့ KAD ထိ ंछ ုပ်ထားတဲ့နေရာထဲမှာဖွင့်နေထားတဲ့ KTV ဒီကိုတာမစ်ပိတ်ပြင်းတယ်ဆိုပြီးမှဂျွန်24ရက်နေ့တုန်းကစာထုတ်လာခဲ့တယ်။အခုဒီဖက်ကနေမှာဆိုလို့ရှိရင်တော့ဂျွန်30ရက်နေ့မှာဆိုတော့အပြစ်သက်ပိတ်ရမှာဖြစ်တယ်။ဘာကြောင့်မို့အခု KAO ဌာနကနေမှာ ဒီလိုမျိုး KIAD ထိ ंछ ုပ်ထားတဲ့နေရာထဲမှာ KTVD ကိုပိတ်ခိုင်းတယ်လေဆိုတော့အခုဘောမဒီကတော့ပြောတယ်ဟာ KIAD ကဒီမိုကရေစီလို့ပြောပြီးမှအခုသူတို့ကသူတို့ရဲ့အာဏာကိုတုံးပြီး KTVD ကိုပိတ်တယ်။နေပြည်တော်ဒီမှာဆိုလို့ရှိရင် KTVD ကိုဒီတိုင်းဖွင့်ထားတယ်။တိုက်တဲ့သူတွေလာကြပါဆိုပြီးမှ အခုဘောမတွေကတော့သူတို့ရဲ့ KTV တွေကိုကြညာဝင်နေကြတယ်ဒီနေ့ကျတို့ KIAD ကဘာကြောင့်မို့ဒီ KTV တွေကိုပိတ်ခိုင်းတယ်လဲဆိုတော့အခုအားလုံးတည်းရဲ့အတိုင်းပဲ KTV ထဲမှာမိုးရစ်ဆဲဝါးတွေစားသုံးတယ်ရောင်းဝယ်တယ်ဖြန့်ဖြူးကြတယ်ဒါကြောင့်မို့ဒီ KTV တွေကိုအဓိကပိတ်လိုက်ရတာဖြစ်တယ် အရင်တော့ကစစ်ခွေးတွေရဲ့ policy တွေထဲမှာစစ်နဲ့ပဲသူတို့ကကျတို့ကချင်တို့မျိုးအမျိုးသုံးအောင် လုပ်ခဲ့တာမဟုတ်ဘူးမွရစ်ဆဲဝါနဲ့လုပ်ခဲ့တယ်ကျတို့ကချင်ပြည်နယ်မှာရှိတဲ့ရဲတွေဆိုလို့ရှိရင်မွရစ်ဆဲဝါတွေရောင်းပြီးမှအထူးသဖြင့်လူငယ်တွေကိုဖျက်ဆီးနေခဲ့ကြတယ်အဲ့လိုမျိုးအချိန်မှာကျတို့ကချင်တို့မျိုးတွေရဲ့အိမ်တိုင်းလိုလိုတောင်မဟုတ်ဘူးအိမ်တိုင်းမှာမွရစ်ဆဲဝါစားတုံးတဲ့သူတွေအ ਨੇ ဆုံးတယောက်ရှိခဲ့တယ်နံပါတ်4တောက်ကြတယ်ဘိန်းနေရှူကြတယ်ဒီလိုမျိုးဖြစ်ခဲ့ကြတယ်ဆိုတော့ ကချင်မိပါနေတိုင်းကနေ့တိုင်းညတိုင်းမြည်ရင် ကြတယ်တာသမီးတွေကမမှုရဆဲဝါကျဲကျုံဖြစ်လာတဲ့အခါမှာအိမ်ကပစ္စည်းတွေခိုးလာတဲ့ရောင်းတဲ့ဒါမျိုးတွေဖြစ်လာခဲ့တဲ့အခါမှာ KIO KIA ဒါမကဘူးကျတို့ကချင်းအဖွဲ့အစည်းထဲမှာကိုမှဒီမှုရဆဲဝါဖြတ်တဲ့နေရာတွေလောက်တဲ့အတင်းတော်မှာလည်းအတင်းတော်လိုက်အတင်းတော်လိုက်ကျတို့ကဒီမှုရဆဲဝါဖြတ်တဲ့ဥစ္စာရှိတယ်လို့ဒီအတင်းတော်နဲ့မဆိုင်တဲ့လူမျိုးတိုင်းဘာသာတိုင်းဘိန်းဖြတ်နိုင်အောင်ဆိုပြီးမှဘိန်းဖြတ်ဆဲယုံတွေရှိတယ်ဘိန်းဖြတ်တဲ့တင်သားတွေလောက်ကြတဲ့အမျိုးကြီးလို့ ပ်တဲ့ KIA KIO ဌာနတွေဖဲမှာလည်းဒီမွေဆဲဝါ၆လဖြတ်တာရှိတယ်တနစ်ဖြတ်တာရှိတယ်အဲ့လိုမျိုးတွေလောက်ကြတယ်အကချင်လိုမျိုးထဲမှာတော့ပတ်ဂျဆန်ဆိုတဲ့အဖွဲ့ကတော့အထူးတဖြင့်ဒီမွေဆဲဝါကိုဖြတ်တဲ့အဖွဲ့စည်းဖြစ်တယ်ဒီလိုမျိုးကျောရုတ်ကချင်လိုမျိုးထဲမှာလွန်ခဲ့တဲ့အချိန်မှာ မူရီဆေးဝါရဲ့အကျဉ်းတွင်ဖြစ်ခဲ့တဲ့အတွက်ကြောင့်အခုကျွဲတော့ကချင်းတွေကမူရီဆေးဝါကိုအယံမုံတာဖြစ်တဲ့ဒါကြောင့်အခု KTV ဒီထဲမှာလည်းယူယူပဲတချင်းလာဆိုတဲ့အပျော်ပါလို့တဲ့ကိစ္စမရှိဘူးဒါပေမဲ့မူရီဆေးဝါတွေကိုအများကြီးတုံးပြူလာတဲ့အတွက်ကြောင့် KIAD ထိန်းချုပ်ထားတဲ့နေရာထဲမှာ KIO ကနေမှဒီလိုမျိုးပိတ်ပင်တားဆီးရတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်နော် ကျတော့နောက်တဲ့ရင်တပုတ်အနေနဲ့ကတော့မန္တလေးတိုင်းလူတော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာဥပူထောင်မှာမနေ့ကမနက်9:00နိုင်မှာအမောဖောက်ပြီးတော့ဆုံးသွားတယ်ဆိုတာကိုသိရတယ်။ဥအောင်ကျော်ဦးကိုစစ်ခွေးတွေကတော့နိုင်ငံစုပူအောင်လှုပ်ဆောင်မှုရာစတတ်ကြီးပုံမှ905ကကြီးနဲ့ထောင်တန်း၃နှစ်ပြီးတော့ဒီကိုဗစ်စီကံချိုးဖောက်မှု တဘာဝဘေးပုံမှန်25နဲ့ထောင်သာနှစ်စုစုပေါင်းထောင်သာ5နှစ်နဲ့သူ့ကိုထောင်ချထားတာဖြစ်တယ်ဆိုတော့အခုသူကတော့လွတ်ရက်တော့နည်းနည်းလေးနီးလာပြီဒါပေမဲ့မမျော်လင့်ပဲနဲ့မနေ့ကမနေ့ခုနှစ်နိုင်မှာအာဆုံးသွားတယ်ဆိုတော့ကိုသိရတယ်ဆိုတော့သူ့ရဲ့ရုပ်အလောင်းကိုတော့အမြင့်တဆုတွေကိုမပေးဘူးဆိုတာသိရတယ်ဆိုတော့ဒီရုပ်အလောင်းကိုဘာလုပ်တော့မှာလဲကိုကျမတို့ဒီတော်လာရေးဆလာတဲ့အချိန်မှာလဲအလောင်းမပေးတာတွေအများကြီးရှိတ အစင်းစားဆရာတခုကတော့သူကအမောဖောက်သွားမှတေသွားတယ်ရူးရူးတာတေသွားတယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ရုပ်အလောင်းကိုပေးမှဖြစ်တယ်ဒေါ်စန်ဒါမင်းကကျော်မျိုးမင်းနဲ့အင်တာဗျူးပြတဲ့အခါမှာသူ့ဘာပြောခဲ့လဲသူကတော့အောင်ဆန်းစုကြည်ကိုတွေ့ခဲ့တော့က အန်ဒီရဲ့အန်ဒီရဲ့မူဝါဒတွေကိုစုတ်ကဲပြီးတော့ငရုကပြည်တွင်းမှာပဲရှိကြပါတယ်။နိုင်ငံခြားကို လုံးဝမထွက်ပြေးပါဘူး။ငရုဒီမူဝါဒကိုဆွဲကင်တဲ့ပါတီဝန်ဒီကမြန်မာနိုင်ငံမှာ ရှိသေးပါတယ်လို့သူပြောခဲ့တယ်။ဆိုတော့အခုမြန်မာနိုင်ငံမှာ NLD ရဲ့စီမင်းစီကံကိုကင်ဆွဲပြီးတော့မြန်မာပြည်မှာနေနေကြတယ်ငေါ်ရုကတော့ဒီ NLD ယုံဒီကိုလည်းထိမ့်သိမ်းထားပေးပါတယ်လို့ပြောတယ်ဒေါ်စန္ဒာမင်းကအခုဒီလိုမျိုးထောင်ထဲမှာအသက်ဆုံးပါသွားတဲ့ မန္တလေးတိုင်းလူတော်ဥက္ကဋ္ဌဦးအခုနင်းဘလို့တာဝန်ယူမလားဥက္ကဋ္ဌဦးအောင်ကျော်ဦးကိုနိုင်ငံတော်စုပူအောင်လုံဆော်တဲ့ပုံမှန်နဲ့သူ့ကိုထောင်ချလိုက်တယ်။သူ့ဘုဒ္ဓကိုနိုးဆော်နေတယ်။သူ့ဘုဒ္ဓကိုလော်နေလို့စစ်ခွေးတွေဖန်သွားတယ်လေ။အခုနင်သားတွေလည်းနင့်ဖြစ်ရှိရမယ်နော်။အခုဒီစစ်ခွေးတွေကဥက္ကဋ္ဌရဲ့အလောင်းကို မပေးဘူးဆိုတာဟာ တစ်ချက်ကယူယူပဲမောဖောက်တယ်ဆိုလို့ရှိရင်တော့နင်တို့ဒီအလောင်းကိုပေးရမှာဖြစ်တယ်ဒါပေမဲ့အမောမဖောက်ခင်နင်တို့ရိုက်နေထားသလားသူ့ရဲ့ခန္ဓာထဲမှာဒဏ်ရာတန်ချက်တွေများလို့နင်တို့မိသားစုကိုမပေးတာလားနောက်တစ်ခုကတော့နင်တို့ပြုတ်စားဖို့ထပ်ထားတာလားဆိုတာပဲရှိတယ်နင်တို့ကလူစိတ်ရှိတဲ့သူတွေမဟုတ်တဲ့အတွက်ကြောင့်နင်တို့လုံးဝမိသားစုကိုပေးရမှာဖြစ်တယ်တော်စနာမင်းလည်းနင့်ပြောခဲ့တဲ့စကားကိုနင့်တာဝန်ယူတဲ့အနေနဲ့အခုဒီ တည်သွားခဲ့တဲ့ဥအောင်ကျော်ဦးကိုနင့်ဘလို့လုပ်မလဲနင့်ဘလို့ဖြည့်ရှင်းမလဲဆိုတော့ကိုနင့်ပြည်သူတွေကိုချပြပါလို့ပြောချင်တယ်နော်ကျွန်တော်နောက်တရင်တပုတ်အနေနဲ့ကတော့အခုစစ်ခွေးတွေလုပ်ခဲ့တဲ့ Peace Forum ထဲမှာလူတော်ကိုစလေဒီလည်းအများကြီးတက်ရောက်တယ်သူတို့ခေါ်ထားတဲ့ဧည့်သည်တွေလည်းအများကြီးတက်ရောက်ခဲ့တယ်ဒီလိုမျိုးဆွေးနွေးပွဲပြီးတဲ့အခါမှာလူတော်ကိုယ်စားလှယ်တွေနဲ့အစ်တေတီကိုသူတို့အင်တာဗျူးပြကြတယ်။တချို့အင်တာဗျူးတွေဟာ တခြား interview တွေနဲ့နည်းနည်းလေး꿰ထွက်နေတာတွေကိုတွေ့ရတယ်။ဥပမာဥကိုကိုကြီးတို့လိုမျိုးရွေးကောက်ပွဲကတခုတည်းတော့ထွက်ပေါက်ဖြစ်တယ်ဆိုဒီမှာ all hit နေတဲ့အချိန်မှာတချို့တော့သူတွေကသူတို့နဲ့ဆန့်ကျင်တဲ့ခံယူချက်တွေရှိနေကြတယ်ဆိုတာကိုတွေ့ရတယ်။ဆိုတော့အခုကျွန်တော်ဘတ်မောက်ဗီဒီယိုနေနဲ့အကြောက်ဖြူပြည်သူလွတ်တော်ကိုစလဲဟောင်းဥပရှင်ရဲ့ interview နဲ့အရင်စချင်တဲ့နားထောင်ကြည့်ရအောင်နော်။ ဒီနိုင်ငံလုံးမှာမတည်မငြိမ်နေဖြစ်နေတယ်ဒီတော့ကြရွေးကောက်ပွဲလားလားတကယ်ရောဖြစ်နိုင်ပါမလားစိတ်ကူးရင်နေတယ်လို့ရောထင်လားဆရာလို့ထင်တယ်ရွေးကောက်ပွဲကိုတော့2010ရွေးကောက်ပွဲကပဲပြည်သူတွေရွေးကောက်ခံတော်တော်ရွေးကောက်ခံအစိုးရရွေးကောက်ခံတခြားအဖွဲ့အစည်းတွေပေါ်လာတဲ့အတွက်ကြောင့်တယောက်တည်းကကောင်းဆောင်ပြီးတော့တယောက်တည်းကအာဏာယူပြီးတော့အုပ်ချုပ်လာတဲ့နှစ်ပေါင်းများများစွာကာလကလွတ်မြောက်လို့ ဒီမိုကရေစီဆိုတဲ့လမ်းကြောင်းထက်ကိုပြည်သူတွေရောက်10နှစ်လောက်ရောက်ခုခဲ့တဲ့အတွက်ကြောင်းရွေးကောက်ပွဲဆိုရတော့ပြည်သူတွေကရှင်ထဲမှာတော့လူလူချင်းချင်းရှိကြပါလိမ့်မယ်။ဒါပေမဲ့အခုကစည်ရေးပฏิပက္ခကြီးတအားပြင်းထန်နေတဲ့အခါပြည်သူတွေရဲ့ကြမှာဒီရွေးကောက်ပွဲဆိုတဲ့အတန်းချင်းချောက်ခံနေရတယ်လို့ဖြစ်နေတယ်။ပြည်သူတွေဒီပฏิပက္ခကြမှာဒုက္ခရောက်နေကြတယ် ဒီစေရေးပြိပက္ခတီဂျာမာဖြတ်တန်းလာတာလင်းနဲ့ဘက်ပိုက်မှာရောက်လာတော့နိုင်ငံတော်စီမအုပ်ချုပ်ရေးကောင်စီကလည်းရွေးကောက်ပွဲလုပ်မယ်ဆိုတော့အာဏာစားပြီးတော့ယူခါကြတော့မှပဲပြောလာတာပဲဒီနေ့နေ့သုံးနေ့ကြာတဲ့အထိဒီမဟုတ်အကောင့်ထဲခေါ်တာမတွေ့ခဲ့ရဘူးအခုတော့ဘယ်နေ့ဘယ်ရက်ဒီမလို့တိတိကျကျမပြောပေမဲ့2025ဒီဇင်ဘာ2026ဇန်နဝါရီတို့မှာရွေးကောက်ပွဲကြီးလုပ်ပြီးမယ်ဆိုတော့ ပြည်သူတွေကခုမှရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အတန်ကိုကြားခံကြပဲရှိတယ်။ပြည်သူတွေအတွက်ကအစင်နဲ့ဖြစ်နေတယ်လို့ထင်လား။အခုဆိုရင်ပြည်ရလောရတဲ့ကိစ္စရယ်စာဝန်ကြီးဖြစ်ရှင်းနေရတယ်ရွေးကောက်ပွဲပြည်သူကစိတ်ဝင်စားပါမယ်။ရွေးကောက်ခံဆိုရပေါ်ခဲ့တဲ့အတွက်ကြောင့်ပြည်သူတွေရဲ့ဘဝအေးချမ်းသာရခဲ့တဲ့အရှင်ပြည်ခဲ့ရဆိုရဟိုတော့ပြည်သူတွေတတိယမိခဲ့ကြမှာပဲ။ဒါမဲ့အခု၄နှစ်တာကာလမှာပြေးလိုက်လွှားလိုက်စေရီပတိအခါကြီးကြမှာ ဘာအလောက်ကိုင်းဘာအခွင့်အရေးမှဖြစ်ကိုသားသမီးလည်းဟိုထွက်ပြေးကိုကလည်းဟိုမုံကိုကလည်းဟိုရှောင်းဟိုမျိုးရွာပြည့်စည်ဒီမျိုးရွာပြည့်စည်ကြမှာပြည်သူကြီးကရွေးကောက်ပွဲအကြောင်းကိုတတိတောင်မရကြနိုင်တော့ဘူးဒါပေမဲ့ဒီလိုအစိုးရကဒီ message ရွေးကောက်ပွဲအသာကြဲကြဲလောင်လောင်ထွက်လာတဲ့အခါဒီကဘွဲတကယ်ရှိမလားဆိုတော့ပြည်သူတွေပြန်စဉ်းစားကြမှာပေါ့အခုဆိုရင်ကျွန်တော်တို့ရခိုင်ပြည်မှာလဲအရခတ်တတော်ကစစ်မှုထမ်းဖို့ခေါ်တာရှိတယ်ကျွန်တော်ပြည်မှာမှာလဲအကုန်လုံးက စစ်မှုထမ်းဥပဒေနဲ့စစ်ထက်တင်းထက်နေကြတော့ခုလူငယ်တွေကျွန်တော်လူသားတကယ်တန်ဆွမ်းတဲ့လူငယ်တွေကနိုင်ငံခြားထွက်သွားတာရှိသလိုစစ်ထက်ဝင်ရတာတွေရှိတယ်အကုန်လုံးကစစ်သားတွေကြိုင်ဖြစ်ဖြစ်ကုန်တော့မဲ့အနေဒါဖြစ်နေတယ်ပေါ့နော်ကျွန်တော်ဒီစစ်တိုက်ရုံနဲ့ကျွန်တော်တိုင်းပြည်ကငြင်းညမ်းသွားမှာမဟုတ်ဘူးအဓိကအဖြေကဘာဖြစ်မလဲစေရေပတိပခန်းနဲ့ဖြည့်ရှင်းလို့ဘယ်နိုင်ငံမှာတိုင်းပြည်ဒုတက်သွားလို့လဲဟိုနိုင်ငံမှာကလွတ်လပ်ရခါကြတော့မှာပဲအမကောင်းဆောင်တွေ လွန်လာရေးကိုတကယ်ယူရဆူရဲ့နေရာမှာအမျိုးသားရေးအစွန်းရောက်တဲ့လူငယ်ဒီအစွန်းရောက်ယူဆရပြော့တခင်မျိုးဟိတို့ဗမာဆိုတဲ့အောက်မှာအင်္ဂလိပ်တွေမအုပ်ချုပ်ပဲနဲ့တို့ဗမာကြီးအုပ်ချုပ်လို့ရပြီးပြီဆိုတဲ့ဟာနဲ့အုပ်ချုပ်ဖို့တတ်တာလဲဟုတ်သလားဟိုမှာပေါ့မတတ်တာလဲဟုတ်သလားဟိုမှာပေါ့ဒါမဲ့သူတို့လက်ထက်အာဏာတကယ်ရောက်တော့တဲ့အခါမူလကရည်ရွယ်ထားတာကတော့စိတ်ကောင်းစီစရာမပါဘူးပါလိမ့်မယ်အာဏာလက်ထက်ရောက်တဲ့အခါ အာနာကိုအာနာလိုကျင့်သုံးကြရတဲ့အာဒီဖြစ်ပေါ်လာတဲ့ခါတိုင်းရင်းသားတွေကြားမှာလဲတယောက်နဲ့တယောက်ယုံကြည်မှုတွေအာနေသွားကြတယ်အာနေသွားတဲ့ဟာကိုပြန်ပြီးတော့ယုံကြည်မှုမပြတ်ပြတ်စေခြင်းလို့အဲဒီတော့ရှမ်းနေအိုးဆောင်တယ်လို့ဆိုရမှာပေါ့မိတောင်စုမှုဆိုရဝတိပုံချီကောင်းဝီဒီနည်းနည်းပြင်ဆင်ပုတိပါရိညာဒီလောက်တာတဲ့ခါစစ်တကစေကောင်းဆောင်ဘုကျုပ်နေဝင်အာနာသိမ့်လိုက်တော့အဲ့မှာ တစ်တက်အုပ်ချုပ်ရေးကဗမာပြည်ကိုလွှမ်းမိုးခဲ့တာဗာများကျွန်တော်ပြည်သူတွေကိုပြောချင်တာရှိတယ်အန်ကယ်ကမက်ဆေ့ဘလောက်ပေးနိုင်တဲ့အင်အားရှိမလဲမြေကပွဲလုပ်ပြီဆိုလို့ရှိရင်တပ်မတော်သားတွေမှာတော့2000ဖွဲ့စည်းပုံရစုစုပေါင်းလူ160ကျော်လောက်ကတို့တော်ကိုစရတီရပြီသားနိုင်ငံရေးပါတီတွေမဲဆွေတဲ့ခါတို့ယူကောက်ပဲနိုင်ရင်မလုပ်မယ်ဘာဖြစ်မယ်မလုပ်မယ်ဆိုပြီးတဲ့ဟာမျိုးတွေပြောကြဆိုကြရတယ်လေအဲဒီဖက်မှာကတော့ရပြီသားပဲအဲသူတို့ပဲလူမက်ဆေ့ပေးမလဲဆိုတာလည်း တဲ့အရေးကြီးရယ်အငယ်တော့ဒီလိုဖက်ကပြည်သူတွေကိုဘယ်လို message တွေပေးမလဲဆိုရအငယ်အဲ့လိုဟာကြားကျင်တယ်မေကွန်ကတော့နိုင်ငံတော်မတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာရွေးကောက်ပွဲကအလားအလာရှိသလားမဟုတ်လို့ရှင်ဒီရွေးကောက်ပွဲကစိတ်ကူးရင်ဆန်တဲ့အရာများဖြစ်နိုင်ပါမလားလို့မေးတဲ့အခါမှာ2030တုန်းကကျတော့ပြည်သူတွေရွေးကောက်ထားတဲ့လွတ်တော်တွေရှိတဲ့အစိုးရတွေရှိခဲ့တယ်ဒီလိုမျိုးအဖွဲ့အစည်းတွေရှိလာခဲ့တဲ့အတွက်ကြောင့်အရင်တုန်းက ်တယောက်တည်းပဲကောင်းဆောင်မယ်ငါကအာနာရှိတယ်ဆိုပြီးမှအုပ်အုပ်ချုပ်ခဲ့တဲ့ခွေးရဲ့အုပ်ချုပ်မှုကနေမှလွတ်မြောက်ပြီးတော့ဒီမိုကရေစီဆိုတဲ့လန်းစင်ကိုကျွတ်ရပီသူဒီဟာ10နှစ်နီးပါလောက်ရောက်ရှိခဲ့ပူးပြီးဖြစ်တဲ့ဒါကြောင့်မို့ရွေးကောက်ပွဲဆိုတာလည်းပါလေဆိုတာကိုသိခဲ့တယ်။ဒါပေမဲ့အခုဒီလိုမျိုးခွေးကလည်းအာနာတိတ်ပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံကြီးကစစ်ရဲ့ဒုက္ခသည်တွေကိုခံစားနေရတယ်။စစ်အကြောင်းကျွတ်ရပီသူဒီကပြေးလွှားနေတဲ့အချိန်မှာ ဒီရွေးကောက်ပွဲလို့ပြောလာတဲ့အခါမှာကျတော့ကျတော့ပြည်သူတွေကချင်းချောက်တယ်လို့ခံစားနေရတယ်ဆိုပြီးမှပြောတယ်ဆိုတော့ဒီလိုမျိုးစစ်ရဲကြားထဲမှာကျတော့ပြည်သူတွေကလက်နစ်ကြောလာအပြည့်အလွားနဲ့ဖြစ်နေကြတယ်စစ်ရဲရဲ့ဒုက္ခတွေကိုခံစားနေရတဲ့အချိန်မှာခွေးတဘူအာနာသိမ့်ပြီးတိတ်မကြအချိန်မှာပဲရွေးကောက်ပွဲကိုမနှက်ပြန်ပဲလုတ်ပေးတော့မလို့လို့တပတ်ခါပဲလုတ်ပေးတော့မလို့လို့နဲ့ပြောလာခဲ့ကြတယ်ဒါပေမဲ့အခုကတော့ရက်အတိအကျသာမထွက်ခဲ့ပေမဲ့လည်းပဲဒီဇင်ဘာနဲ့ဇန်နဝါရီလမှာပြုတ်လုံမယ်ဆိုပြီးမှပြောလာခဲ့တယ် ီရွေးကောက်ပွဲမှာပြည်သူတွေပါဝင်ဖို့အတွက်ပြည်သူတွေကအဆင်သင့်ဖြစ်နေကြပြီလား။ဘာကြောင့်လဲဆိုတော့ပြည်သူတွေကစောက်ဝနေရဲတွေခက်ခဲနေခဲ့တဲ့အတွက်ကြောင့်ဒီရွေးကောက်ပွဲမှာပြည်သူတွေစိတ်ဝင်စားမလားလို့ပြန်မေးတဲ့အခါမှာကြတော့ဒီဥစ္စာကကျွန်မအရင်သဘောကျတဲ့အဖြေတစ်ခုဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ပြည်သူတွေရွေးကောက်ထားတဲ့အစိုးရတွေအုပ်ချုပ် တဲ့အောက်ထဲမှာပြည်သူတည်နေတဲ့အခါမှာပြည်သူတည်ရဲ့ဘဝတွေဟာတာယာခဲ့တယ်ပျော်ရွှင်ခဲ့တယ်ကြည်နူးခဲ့ကြတယ်ဒါပေမဲ့စစ်ခွေးကနယ်မှာအာဏာသိမ်းပစ်လိုက်တဲ့အခါမှာပြည်သူတည်ကဒုက္ခဆင်းရဲကိုရောက်ခဲ့ကြတယ်အိမ်ဒီမိလောင်ကြတဲ့စာဝိနေရီတွေခက်ခဲကြတဲ့တာသမီနေနဲ့မိဘတွေတကွဲတပြားဖြစ်ကြတဲ့တေးကျဲပျက်စီးနေခဲ့ကြရတယ်ဆိုတော့ဒီလိုမျိုးနဲ့စစ်ပွဲတွေရဲ့အကြမ်းခင်းမှာ ပြေးလွှားနေခဲ့တဲ့အချိန်မှာပြည်သူရဲ့နှလုံးသားထဲမှာရွေးကောက်ပွဲဆိုတာကိုသိပေမဲ့ရွေးကောက်ပွဲဆိုတာလုံးဝမေ့သွားခဲ့တယ်။အခုကြမှာပဲရွေးကောက်ပွဲကိုဒီဇင်ဘာမှာလုပ်မယ်ဆိုပြီးမှအသားနေပြန်ထွက်လာခဲ့တဲ့အခါမှာကျွန်တော်ပြည်သူတွေကဒရိယအကောင်ဒရိယလိမ့်မယ်ဆိုလိုဆိုလိုချင်တာကဒီနေ့ကျမတို့ကစစ်ခွေးတွေကရွေးကောက်ပွဲလို့ပြောတဲ့အခါမှာကျွန်တော်သိတာပေါ့ ။ယူကောပွဲထဲမှာလည်းမင်းခင်ခင်ပူပြီးဖြစ်တဲ့အတွက်ကြောင့်ပြည်သူကြီးကတိတ်တရရတာပေါ့နော်။ဒါပေမဲ့ဒီဥစ္စာကတကယ်ပဲလိုအပ်နေကြသလား။ပြည်သူကြီးရဲ့ဘဝကိုချိမ့်ချောက်တယ်လို့ဖြစ်နေကြသလားနော်။ဒီလိုမျိုးပွဲတီအချိန်နဲ့အမြင့်နေတဲ့ခါမှာဥပရှင်ကကြောက်ဖြူကဖြစ်တဲ့အတွက်ကြောင့်ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီးတော့သူမေးလာတာက အခုအရခတ်တတော်ဒီလဲစစ်သားတွေစုဆောင်းတယ်စစ်ခွေးတွေလဲစစ်သားတွေစုဆောင်းနေကြတယ်စစ်တိုက်ပြီးမှငိမ့်ချရမမရနိုင်ဘူးဆိုတာကိုသိတယ်ဒီဆိုလို့ရှိရင်အဓိကအဖြစ်ကဘာဖြစ်မလဲလို့ပြောတဲ့အခါမှာအခုဒီဥပရှင်ဖြစ်သွားတဲ့အဖြစ်ကလည်းပဲ လက်နက်ကင်ပြီးငိမ့်ချိုင်ရမရပေမဲ့တိုက်ပွဲဝင်နေတယ်ဆိုတဲ့အုပ်စက်ကိုပြောသွားလာဖြစ်တယ်။လွတ်လပ်ရေးရပြီးတဲ့အခါမှာကျတော့မြန်မာနိုင်ငံသားတွေအားလုံးဟာဗမာတကြက်ကချင်တကြက်ဗမာတကြက်ရှမ်းတကြက်ဆိုပြီးမှအားလုံးတကြက်စီဝေယူကြမေဆိုပြီးမှသဘောတူညီချက်နဲ့ကျတော့ကဒီဖက်စစ်တွေကိုတိုက်ထုတ်ခဲ့ကြတယ်။ဒါပေမဲ့တကယ်ပဲကျတော့ဒီလွတ်လပ်ရေးကိုရလာတဲ့အခါမှာဗမာလူမျိုးကြီးဝါသားနဲ့အုပ်ချုပ်လာခဲ့တယ်။ အာနာကိုအာနာလို့တုံးဆွဲလာခဲ့တယ်။လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာရှမ်းပြည်ကကျတော့မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တယ်။အဲ့ဒီအချိန်မှာအခြေခံဥပဒေတွေကိုပြင်ဆင်ဖို့ရတော့လည်းဖြစ်လာခဲ့တဲ့အတွက်ကြောင့်အခြေခံဥပဒေကိုပြင်းစံပေါ်ရတော့လုံနေတဲ့အချိန်မှာပဲခွေးနယ်ဝင်းကနယ်မှာအာနာတိမ့်လိုက်ခဲ့တယ်။အဲ့အာနာတိမ့်ပြီးတဲ့နောက်ပိုင်းမှာကျတော့ကစစ်ခွေးတွေရဲ့ စစ်ဖနာအောင်မှာလုံလုံကြသွားခဲ့တယ်လူလရဲကိုယူမဲ့အချိန်မှာကျတော့အားလုံးကျတော့ကတန်းသူခွင့်ရရရမယ်အားလုံးကချင်းတကြပ်ဗမာတကြပ်ရှမ်းတကြပ်ဗမာတကြပ်နဲ့နေလာမယ်လို့ပြောခဲ့ပေမဲ့လူလရဲတကယ်လဲရရောဗမာတွေကလူမျိုးကြီးအဝါသားကြီးနဲ့အုတ်ထုတ်လာခဲ့တဲ့အတွက်ကြောင့်လူဗမာတိုင်းရင်းသားကလွဲရင်တခြားသောတိုင်းရင်းသားတွေဟာစစ်ခွေးတွေကိုလုံးဝအယုံကြည်မရှိလာတဲ့အတွက်ကြောင့်လက်နက်ကင်ဆွဲလာခဲ့ကြတာဖြစ်တဲ့88ကျောင်းသားရဲခင်းတွေတိခဲ့ကြတယ် အဲ့ထဲမှာပို့ပြီးမှတိလာခဲ့ကြတာတော့ဒီ21ဒေါ်လာရဲဖြစ်တယ်21ဒေါ်လာရဲမှာလူမျိုးကြီးဗမာဆိုတဲ့အခဲကနေမှလူဗမာတိုင်းရင်းသားတွေကတတိတတ်နဲ့ခွေးကနေမှခွဲထွက်လာခဲ့ပြီဒီ21ဒေါ်လာရဲမှာမှလူဗမာတိုင်းရင်းသားတွေဟာစစ်ခွေးတွေရဲ့ဂျင်းကိုကောင်းကောင်းနဲ့မြင်လာခဲ့ကြတယ်ဒါကြောင့်မို့ဒီနဲ့ငိမ့်ချရဲကိုလက်နဲ့နဲ့မရဘူးဆိုတာသိပေမဲ့ စစ်ခွေးတွေကိုအယုံမကြည်မရှိတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့လက်နက်ကင်ဆွဲရခြင်းဖြစ်တဲ့ဆိုတဲ့အကြောင်းကို ဖြေသွားတယ်အခု interview တဲ့ပြည်သူပြည်သူတွေကိုဘာမှစကားပြောချင်တယ်လဲလို့ပြောတဲ့အခါမှာအခုဥပရှင်ပြောသွားတာကတိတ်ပြီးမှရှင်းရှင်းလင်းလင်းပဲအခုဒီ27ဒေါ်လာရဲမှာလူပမာတိုင်းရင်သားတွေအပါအဝင်ဒီလက်နက်ကင်ပြီးတော့ငိမ့်ချရင်မရဘူးဆိုပေမဲ့ဆက်လက်ပြီးတော့ကျမတို့ဘာကြောင့်လက်နက်ကင်နေကြတယ်လဲ ခွေးချဖို့ကလည်းမလွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီဆန်တဲ့ရွေးကောက်ပွဲကိုကျင်းပပေးမယ်လို့သူကတွတ်တွတ်ပြောနေပေမဲ့တကယ်ပဲဒီမိုကရေစီဆန်တဲ့ရွေးကောက်ပွဲကိုလုပ်ဖို့လုပ်နေကြသလားဆိုတော့အခုဒီ2008ဥပဒေအရဆိုလို့ရှိရင်ဘဒူကမှလည်းမေးပေးဆရာလို့ဘဲတူပီတူကမှလည်းဒီလွတ်တော်ကိုယ်စားလှယ်ကိုကြိုက်ပါတယ်လို့ပြောဖို့မလိုဘဲနဲ့အလိုလိုနဲ့ရင်းနဲ့စစ်ခွေးတွေကတော့ လွတ်တော်ကိုယ်စားလှယ်160ကျော်ရရှိပြီးသားဖြစ်တယ်ဆိုတော့ဒါကတော့လွတ်လပ်ပြီးတရားများတာတဲ့ရွေးကောက်ပွဲဖြစ်မလားဘယ်သူမှလည်းရွေးကောက်ပွဲမစရတဲ့ဘူးအလိုလိုနဲ့ရင်းနဲ့160တော့ခွေးတွေကလွတ်တော်ကိုယ်စားလှယ်ဖြစ်သွားကြပြီလွတ်တော်ထဲမှာတခုခုကိုတင်ပြပြီးတော့အတီးပြုတ်မယ်ဆိုလို့ရှိရင်မဲခွဲဆုံးဖြတ်ကြတယ် မင်းများလို့ရှိရင်အတီးပြုတ်သွားနိုင်တယ်ပြည်သူတွေအတွက်အင်မတန်မှကောင်းတဲ့အစီအစဉ်ဖြစ်တယ်ဒါပေမဲ့ခွေးတွေသဘောမကျဘူးဆိုလို့ရှိရင်ဒီအတီးပြုတ်ချက်ဟာအောင်မြင်ခြင်းမှလည်းအောင်မြင်မယ်ဘာကြောင့်လဲဆိုတော့စစ်ခွေးတွေကတရ60ကျော်အဲ့မှာနေရယူထားပြီးသားဖြစ်တယ်ဒါကြောင့်ဒီလိုမျိုးရွေးကောက်ပွဲကိုလွတ်လပ်ပြီးတရားမျှတတယ်လို့ပြောမလား ပါတီတိုင်းကတော့မင်းဆွဲတဲ့အခါမှာငရုကပြည်သူတွေအတွက်ဘယ်နေရာမှာကောင်းတဲ့အရာတွေကိုလုပ်ပေးမယ်ဘယ်နေရာတွေမှာဘာတွေကိုလုပ်ပေးမယ်ဆိုမှမင်းဆွဲတယ်ဒီမင်းဆွဲတဲ့အရာကိုပြည်သူတွေကနားထောင်ပြီးမှပဲအော်ဒီပါတီကကောင်းပါတယ်ဒီပါတီကငရုနိုင်ငံအတွက်အဆင်ပြေတယ်ဒီပါတီကငရုရဲ့မြို့ရွာတွေအတွက်ငရုရဲ့ပြည်နယ်တွေအတွက်ကောင်းပါတယ်ဆိုပြီးမှလက်ခံပြီးတို့မေးပေးကြမှာဖြစ်တယ်။တတိဆိုလို့ရှိရင်အခုခွေးတွေက360ကျော်ထိုင်ပြီးသားဖြစ်တယ် သူတို့ကပြည်သူတွေကိုငါကနင့်တို့အတွက်ဘာလုပ်ပေးမယ်ဆိုပြမဘလို့ပြောမလဲဆိုတော့အခုခွေးချဘိုးကဘယ်လရုစ်ကိုမတော်ခင်မှာဟောင်းသွားတဲ့ထဲမှာလဲပြည်သူတွေကြိုက်တဲ့ရွေးကောက်ပွဲကိုမရရတဲ့နီးနဲ့လုပ်မယ်လို့ပြောတယ်ဆိုတော့နင့်တို့မရမကလုပ်တယ်လို့ပဲနင့်တို့အတွက်လည်းမရမကတေသွားမယ်ဆိုတော့ကိုလည်းမှတ်ထားကြပါလို့ပြောချင်တယ်နော်ပြီးတော့ now ရန်ကုန်ကိုစလေဒေါ်ညိုညိုတဲ့ရဲ့အင်တာဗျူးကိုလည်းကျွန်တော်နည်းနည်းလေးနားထောင်ကြည့်ရအောင်เนาะ ရူးပေါက်ပေါ်နဲ့ငင်းငင်းရေးရဘယ်ဟာအရင်လို့အမှန်တိုင်းပြည်အတွက်ငင်းငင်းရေးရတော့ပိုအရေးကြီးတာပေါ့ဒါပေမဲ့ရွေးကောက်ပွဲကလည်းမဖြစ်မနေလိုရမယ့်ကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့ငင်းငင်းရေးအတွက်ကောညီရွေးကောက်ပွဲအတွက်ကောပေါ့နော်နှစ်ခုစလုံးတပြိုင်တည်းသွားတာပို့ပြီးအကောင်းဆုံးဖြစ်မယ်လို့ယူဆတယ်ပေါ့နော်တမတော်အရာရှိကြီးတွေမှလည်းတချို့ပုဂ္ဂိုလ်များကစကလုံးတွေကိုတီးမခံနိုင်တဲ့ အာပုံကိုတွေတွေ့ရတယ်လို့တချို့ကြတော့လဲတော်တော်လေးကို reform minded ရှိတဲ့အရာရှိကြီးတွေကိုလည်းတွေ့ရတယ်ပေါ့နော်ဆွေးနွေးညှိနှိုင်းတဲ့အခါမှာတော်တော်တော့စိတ်ရှည်လက်ရှည်လေးပြောရတာတွေရှိပါတယ် ာပုံပွင့်လင်းလင်းပြောရရင်ပေါ့နော်အထူးအဖြစ်စကလုံးတွေအသုံးဆွဲမှာပေါ့နော်ကိုကတော့တန်မှန်အနေနဲ့တန်မှန်ဒီစကလုံးတွေကိုသုံးတော်လဲပဲတချို့သောပုံကိုယ်တွေရဲ့အမြင်မှာတော့ဒီစကလုံးတွေဟာဒါထိပါတယ်လို့ယူဆတာတွေလဲထင်ကောင်းထင်နိုင်တာပေါ့နော်အဲ့ဒီအတွက်စကလုံးတွေကိုပြန်ပြင်ပေးခဲ့ရတာတွေတော့ရှိပါတယ်ပေါ့နော်ဒါပေမဲ့အဓိကရည်ရွယ်ချက်ကတော့နှစ်ဖက်စလုံးကအကြအဆုံးတွေရှိနေကြတဲ့အချိန်မှာပေါ့နော်ရွေးကောက်ပွဲကြောင့်ပဲရက်ရက်ဘာကြောင့်ပဲရက်ရက် နှစ်ဖက်အကြအဆုံးတွေတတ်တာမယ်တချို့ကတကယ်ကိုထက်ထဲဝုံဝုံတက်တက်ကြွကြွဆွနေကြတာလည်းရှိပါတယ်ပေါ့နော်သူကစစ်တပ်ကိုဟိုထောက်ခံတဲ့လူတို့များများလည်းဒီကိုတက်ကြတယ်လို့ပြောကြတယ်ဟောအင်ကူးစစ်မဖြစ်တဲ့အတွက်ဒီဆွေးနွေးပွဲကိုဝင်ခံတဲ့လူရှိဒီပေါ်အဆမမြင်ကွဲပြားတဲ့အင်အားစုတွေကိုအန်တီလို့ရှိမှတွေမဲ့ဖိတ်တာတွေတွေ့ရပါတယ်ဒါကတော့မလာကြတာဖြစ်ပါတယ် အဲ့တော့တကယ်လို့တက်ခွင့်မရလို့တက်ချင်တဲ့ဆန္ဒရှိရင်တော့အန်တီတို့ဆက်သွယ်လို့ရပါတယ်အန်တီတို့ညှိနှိုင်းဆောင်ရွက်ပြီးတော့တက်ခွင့်ပေးပါမယ်ဟိုတက်လို့ရအောင်လုပ်ပေးပါမယ်လာပြီးတော့မိမိတို့ရဲ့ဆန္ဒတွေကိုပွန့်ပွန့်လင်းလင်းပြောနိုင်ဖို့အတွက်ကိုအန်တီတို့အာမခံပါတယ်အဲ့ဒီလိုပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့လည်းဒါအချုံအောင်အဖမ်းဆီးတွေမခံရဘူးလို့အန်တီတို့အာမခံပါတယ်အလုံးချိုရိုးကိုလည်းအန်တီတို့အာမခံပါတယ်လို့ပဲပြောချင်ပါတယ်ဒီထက်မှမေးသွားတာကတော့ရွေးကောက်ပွဲနဲ့ညှိချရဲ့ဘဲဥစ္စာကအရင်လောက် မလဲလို့ပြောတဲ့ခါမှာတော်ညူညူတင်းပြောသွားတာကတော့ငင်းချိုင်ရဲကအရင်ရဲကြီးတယ်စစ်ဖနက်ကမကောင်းဘူးဆိုတာသိပေမဲ့စစ်ဖနက်ရဲ့အရတာကိုစုပ်နေတဲ့အူကိုကိုကြီးတို့လိုလွဲရင်တန်တဲ့နည်းနည်းလေးလူစိတ်ရှိတဲ့သူတွေကတော့ငင်းငင်းချိုင်ရဲကပိုရဲကြီးတယ်လို့ပြောတယ်ဆိုတော့အခုဒေါ်ညူညူတင်းပြောသွားတာကလည်းငင်းချိုင်ရဲရဲကြီးတယ်ဒါပေမဲ့သူကြောက်တော့ငင်းချိုင်ရဲနဲ့ ရွေးကောက်ပွဲကိုတပြိုင်တည်းလုပ်တော့လဲကောင်းတယ်လို့ပြောတယ်။ဘာကြောင့် तू ပြောသွားတယ်လဲဆိုတော့အခု तू ပြောသွားတဲ့စကားထဲမှာပဲအခုတို့ဆွေးနွေးသွားတဲ့အခါမှာတာမန်စကားပဲတုံးဆွဲတာတောင်မှ တချို့တော့စစ်ခွေးအရာရှိတွေကဒီစကားကသူတို့ကိုထိပါတဲ့စကားတွေဖြစ်တယ်ဆိုပြီးပါပြောတဲ့အတွက်ကြောင့်စကားကိုပြန်ပြီးမှပြောင်းပေးရတယ်လို့ပြောတယ်ဒါပေမဲ့တချို့နည်းနည်းလေးလူစိတ်ရှိလာတဲ့ခွေးတွေကတော့ဒီလိုမျိုးပြုတ်ပြင်ပြောင်းလဲရဲအရာကိုကြိုက်တဲ့အတွက်ကြောင့်သူတို့ကတော့ဘာမှမပြောဘူးဒါပေမဲ့တချို့တော့ခွေးတွေကတော့စကားပြောတာအတုံးအနှုံးကအစရွေးချယ်ပြီးမှပြောရတယ်လို့ပြောတယ်ဒါကြောင့်မို့ပဲသူခဏတော့ကပြောတယ်ငိမ့်ချရဲကအရေးကြီးတယ်ဒါပေမဲ့ ရင်းချမ်းရင်းနဲ့ရွေးကောက်ပွဲကိုပြိုင်တည်းလုပ်ရင်လည်းကောင်းတယ်လို့ပြောတာဟာသူကြောက်လို့ဖြစ်တယ်ပြင်နောက်တစ်ခုကတော့ ဒီပွဲကိုစစ်ခွေးတွေကိုထောက်ခံတဲ့သူတွေပဲလာကြတယ်အားလုံးပါဝင်တဲ့ဆွေးနွေးခြင်းမဟုတ်ဘူးလို့ပြောတဲ့ပုံမှာဘလို့ပြောမလဲလို့မေးတဲ့အခါမှာသူပြောတာကတော့အခုလက်နဲ့ကိုင်းတဲ့သူတွေကိုလည်းသူ့ရဲ့အချက်မှာပဲစစ်ခွေးကနေမှဖိတ်တယ်လို့ပြောတယ်ဒါပေမဲ့ဒါတွေကိုမလာကြဘူးဆိုတော့မလာကြတဲ့သူတွေကတကယ်လို့များဒီလိုမျိုးပွဲကိုတတ်ချင်တယ်ဆိုလို့ရှိရင်သူ့ကိုဆက်တွယ်ပါသူကနေမှစစ်ခွေးတွေနဲ့ကြားထဲမှာညှိနှိုင်းပေးမယ် ီးလို့ရှိရင်အဖမ်းဆီးဒီလည်းမရှိအောင်လုံခြုံရဲတော့လည်းတူအာမခံတယ်လာပြီးမှပွင့်ပွင့်လင်းလင်းနဲ့နင့်တို့လိုချင်တဲ့အရာကိုလာပြောပါလို့ပြောတယ်ပွင့်ပွင့်လင်းလင်းနဲ့လိုချင်တဲ့အရာကိုလည်းတစ်ချက်ကတောင်းချင်လို့ဘူးတောင်းတယ်ဆိုတာဟာသူများပိုင်ဆိုင်တဲ့အရာကိုလိုချင်တဲ့အခါမှာတောင်းရတယ်ဒီနေ့ကျမတို့မှာတောင်းချင်လို့ဘူးတစ်ချက်နင့်အချက်ကတော့သူကိုယ်တိုင်တောင်းမှတာမန်စကားအနေနဲ့ပြောတဲ့အခါမှာ ခွေးတွေမကြိုက်ဘူးခွေးတွေမကြိုက်တဲ့စကလုံးတွေကိုသူမပြောဘဲနဲ့စကလုံးတွေကိုလတ်လတ်လေးစစ်ခွေးတွေရဲ့ဘောကိုမထိအောင်ပြောရတဲ့စကလုံးကိုပဲရွေးပြောရနေတဲ့အချိန်မှာဒီနေ့ကျမတို့တော်လာရဲတဲ့ခွေးဘောမှပြီးမှအဲ့မှာလာဆွေးနွေးစရာအကြောင်းမရှိဘူးငါအာမခံချက်ပေးမယ်လို့ပြောတဲ့သူတောင်မှစစ်ခွေးတွေနဲ့စကားပြောလိုက်လို့ရှိရင်ခွေးတွေရဲ့အလိုတိုင်းအကျစကလုံးတွေကိုရွေးပြီးမှလုပ်ပေးရတယ်လို့ပြောတဲ့အခါမှာနင်တို့လိုချင်တဲ့ဥစ္စာကိုပွင့်ပွင့်လင်းလင်းပြောလို့ရတယ်လို့ဘာကြောင့်အမခံတယ်လဲ။ သူများကိုအမခံမပေးခင်မှာကိုကိုကိုအရင်လွတ်လွတ်လပ်လပ်နဲ့ပြောနိုင်တဲ့အခြေအနေကိုဖန်တီးကြပါလို့ကြွပြောချင်တယ်။နောက်တစ်ယောက်ကတော့ရခိုင်ပြည်လွတ်မြောက်ရေးပါတီဥက္ကဋ္ဌဒေါ်စောမြတ်ရာဇာလင်းကနေမှပြောသွားတာကတော့တဘောကြ တဘောချဒီရွက်ကောက်ပွဲဟာတိုက်ပီရဲ့တခုတည်းသောထွဲပေါက်ဖြစ်တဲ့ဒါပေမဲ့ရွက်ကောက်ပွဲလုံနိုင်ဖို့ရအတွက်တိုက်ပီဟာလုံးဝတည်ငြိမ်အေးချမ်းရမှာဒီလိုမျိုးတည်ငြိမ်အေးချမ်းမှပဲကောင်းမွန်တဲ့ရွက်ကောက်ပွဲကိုကျင်းပနိုင်မှာဖြစ်တယ်လို့ပြောတယ်ဒီနေရာမှာတော့လုံးဝတိုက်ပွဲမဖြစ်နိုင်ဘူးဆိုတဲ့နေရာရှိသလားငြိမ်းချမ်းမှုလည်းမရှိဘူးဒီလိုမျိုးတိုက်ပွဲတွေကြားခင်းမှာဒီလောက်အထိ ရွေးကောက်ပွဲလုပ်ချင်နေတာတော့အော့ဩစရာလည်းကောင်းတယ်ပြီးလို့ရှိရင်အခုဒီလိုမျိုးမတီးမငိမ်ဖြစ်နေတဲ့အချိန်မှာမင်းဆွေမဲ့ပါတီဒီလဲဘလိုနီးနဲ့မင်းဆွေမလဲဘဒုစီသွားနေမင်းဆွေမလဲဘယ်နေရာမှာသွားမင်းဆွေမလဲကိုမဲပေးမဲ့လွတ်တော်အမတ်ဒီကဘဒုလဲဆိုတော့ကိုလည်းပဲတီးရမယ်ကိုရွေးချယ်မဲ့လွတ်တော်အမတ်ဒီကကိုကို ဘာလို့ပေးနိုင်မလဲမြန်မာနိုင်ငံအတွက်ဘေးနေရာမှာသူတို့ကဘာအကောင့်တွေလုပ်နိုင်မလဲဆိုတော့ဥစ္စာလဲပြည်သူတွေသိရမယ်လွတ်တော်အမတ်တွေနဲ့ပြည်သူတွေလည်းဆွေးနွေးတဲ့အရာတွေရှိရမယ်လို့ပြောတယ်ပြီးတော့နောက်တစ်ခုကတော့မင်းဒီပေးနိုင်ဖို့ရတဲ့ပြည်သူမှာနိုင်ငံရဲ့အသိပညာတွေလိုအပ်တယ်နိုင်ငံရဲ့အသိပညာလိုအပ်တဲ့အတွက်ကြောင့် TV တွေများများကြည့်ရမယ်ဆိုရှယ်မီဒီယာတွေကိုများများဖတ်ရှုရမယ်လို့ပြောတဲ့အခါမှာဒီနေ့ဘယ်မှာလဲအင်တာနက် ်ဘယ်မှာလဲမြည်ဘယ်မှာလဲဖုန်းပဲဒီလိုမျိုးနားထောင်နိုင်ဖို့ရအတွက်ပတ်စံလိုတယ်ဘယ်အချိန်မှာပတ်စံရှာမလဲအဖြူကိုအမင်းလို့ပြောနေတဲ့ဒီဒင်းဌာနကိုကြည့်ပြီးမှဘေးနေရာမှာများကောင်းတဲ့အရာပေါ်လာမှာမဟုတ်လို့ဘေးတီဗီကိုငရုတ်ကကြည့်ရမှာလေဟုတ်ပြီဆိုရှယ်မီဒီယာဆိုတာတော့85ရာခိုင်နှုန်းတော့လက်ခံတယ်ဒါပေမဲ့ဆိုရှယ်မီဒီယာဖွင့်နိုင်ဖို့ရအတွက်ဘယ်မှာလဲအင်တာနက်ဘယ်မှာလဲမီးမီးဒီအင်တာနက်တွေမရှိဘဲနဲ့ 社交媒体个记者吧，说了个肉，现在想来搞嘛嘞？说了多少肉记者去呢？但每次看的嘛，没分辨了，不弄弄不来。比如，比如的越高台，六道阿妈的个六道台嘛，湖南播前几天都表了看嘛。 ခဏတော့ကပြောတယ်လို့ကိုရွေးလိုက်တဲ့လူတော်အမတ်ဒီကိုတော့မသိဘဲနဲ့ဘလို့နဲ့ကျွတ်ရဲ့ကိုစားပြုလူတော်ထဲကိုဝန်နိုင်တဲ့သူတွေဖြစ်နိုင်မလဲစစ်ခွေးတွေကခဏတော့ကပြောတယ်လို့ဘသူရဲ့ရွေးကောက်ချက်မှမခံဘဲနဲ့တယောက်60ကျော်တော့ခွေးတွေကလူတော်ထဲမှာရောက်သွားပြီဖြစ်တယ်ဒါကြောင့်ဒီရွေးကောက်ပွဲဟာလုံးဝတရားမျှတမှုရှိတဲ့ရွေးကောက်ပွဲဖြစ်လာနိုင်စရာအကြောင်းမရှိဘူးနောက်တစ်ခုဘာမေးသွားလဲဆိုတော့ရွေးခိုင်းပြည်နယ်မှာဒီလိုမျိုးပဋိပက္ခတွေဖြစ်နေတဲ့အတွက်ကြောင့်ရွေးကောက်ပွဲတွေဘလို့လောက်ဆောင်ရမလဲလို့ပြောတဲ့အခါမှာအခုရွေးခိုင်းပြည် င်းနယ်မှာလွတ်တော်မှတ်တောင်းမရှိဘူး။ရခိုင်ပြည်နယ်ကလွတ်တော်အမတ်တွေအားလုံးဟာရန်ကုန်နဲ့တခြားနေရာကိုရောက်ရှိနေကြတယ်။ဆိုတော့လွတ်တော်အမတ်တွေတောင်းမရှိတဲ့နေရာမှာဘလို့နင်းတဲ့နင်းတို့က မြွေကောက်ပွဲတွေလောက်ကြမှာလဲလူတော်အမှတ်မရှိတဲ့ရခိုင်ပြည်နယ်မှာမြွေကောက်ပွဲလုပ်မယ်တဲ့เนาะပြည်သူတွေမှတ်ထားကြဒါကတော့တိတ်ပြီးမှအရေးကြီးတဲ့အရာဖြစ်တယ်ရခိုင်ပြည်နယ်မှာမြွေကောက်ပွဲလုပ်နိုင်တဲ့နေရာ၃နေရာရှိတယ်၃နေရာချင်းမှာတန်သွဲကတော့ထားလိုက်တန်သွဲကတော့အခုနည်းနည်းလေးငြိမ့်နေတယ်ဒါပေမဲ့အကြောက်ဖြူငြိမ့်ချမ်းစွာလုပ်နိုင်မလားဆိုတာကိုလည်းကြည့်ကြဒါကြောင့်ဒီနေ့ခဏတော့ကပြောသလိုဘယ်သူမှမရွေးချယ်ပဲနဲ့ရရှိခဲ့တဲ့ ခွေးရကောင်160ထိုင်နေတဲ့နေရာကိုဒီသားကိုလွတ်လပ်ပြီးတရားများတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ဘယ်လိုမျိုးနဲ့ဟောင်းပြီးမှဘယ်လူလူတွေကယုံကြည်ကြသလဲဆိုတာတော့အော်ဆရာကောင်းတယ်။ဒါကြောင့်ပြည်သူတွေလည်းဒီရွေးကောက်ပွဲကိုဘယ်တော့ကနေမှတော်လာမလဲဆိုတာကိုကျွန်တော်တော်လာရေးတယ်စဉ်းစားဖို့လိုနေပြီဆိုတဲ့အကြောင်းကိုပြောပြချင်တယ်နော်။ပြည်သူတွေအားလုံးကြမှာပြောရှိကြပါစေ။